အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာမဂျူရေးသားတဲ့မိုးခေါ်တဲ့ပွဲဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်မိုးခေါ်တဲ့ပွဲအခုလိုမိုးဆက်စိတ်စိတ်ပြင်းပြင်းရွာချနေတဲ့အချိန်မျိုးမှာကောင်းငင်စီကအဆက်မပြတ်ကြလာနေသောမိုးဆက်မိုးပေါင်များကိုကြည့်ရင်အကြောင်းအရာတစ်ခုခုကိုပြောရစတဲ့န်းဆိုရင် ကျမသည်ယောက်ျားနှစ်ယောက်အကြောင်းပြောပြဖြစ်မလားမသိပါဘူး လူတိုင်းလူတိုင်းမှာမိုးပုံမြင်တွေရှိနိုင်၏ကျမ၏မိုးပုံမြင်ကအယိုးစင်ဆုံးဖြစ်နိုင်ပါသည်ကျမ၏မှန်တကားနှင့်မှန်နေရများကိုဆူဆူရှာရှာပက်ပြန်းနေသည့်မိုးစံမိုးပေါင်များသည် ကျမစီမှာတော့တိတ်မလိုအပ်သည့်အရာများသာဖြစ်သည်ဟုကျမခံစားရသည် ခက်လန်းလန်းကဗရောက်ပင်တွေကုတ်ကောပင်တွေစိမ့်ဆူလှပနေပြီအဲ့ဒါမိုး၏နေ့စဉ်ပက်ပြန်းစေကြောမှုကြောင့်ပဲဒါလောက်ဆို ကျမဘေးမှာလုံလောက်ပြီ ဒီမှာရွာသမျှမိုးတွေကို မိုးမရွာသည့်နေရာများသို့ရွှေ့ပြောင်းတည်ယူလို့ရလင်ဘယ်လောက်ကောင်းမလဲ၁၂နှစ်အရွယ်တုန်းကအတွင်းမျိုးကို အခုထိကျမပြန်တွေးနေမိစေဖြစ်သည်။ဘာကြောင့်လဲဆိုတော့ကျမ၏ဇာတိမီကမိုးရွာတော်မှုနေတော်ကြောင့်ဖြစ်သည်။အဲ့ဒီမှာအင်ခေါမိုးတွေလည်းမိုးကိုလိုသည်။တက်ပင်ကြီးတွေလည်းမိုးကိုလိုသည်။မြို့ရွာအတွင်းရေပေးသည့်ကန်တွေချောင်းတွေမှာလည်းမိုးကိုလိုသည်။ တည်နံစိုက်ခင်းတွေလည်းမိုးကိုလုံမာတေကြပါသည် ကျမတို့ဇာတိမြေနယ်တဝိုက်ကိုမိုးခေါင်ရေရှားဒေတာဟုပင်တခါတော့ငါခေါ်ခံခဲ့ရပါသည်ရေများရမိုးရွာဟုသည့်စကပုံး၏အတွင်အတိတ်ပဲကိုမသိမီအရွယ်ကလေးကအပြင်အတိတ်ပဲဖြင့်ထိုးစကလုံးကိုကျမယဉ်နေခဲ့ရသည် ကျမတို့မြို့ကိုတော့ရေနှဲပါလျက်မိုးရွာမပေးဘူးဟုကျမခံစားခဲ့ဖို့သောကြောင့်ဖြစ်ပါသည်မိုးမရွာသည်ဖြင့်ရေရှားသည်ကိုပြောင်းလဲပြစ်လို့ရသလား မိုးရွာလာအောင်လှုပ်လို့ရသလားငေးစင်ကတိကျင်ခဲ့၏ကျမတို့စီမှာ rain maker ဟူသောစကလုံးနှင့်ညီမြသည်စကလုံးမှာမိုးခေါ်သူပဲဖြစ်မည်ထင်သည်မိုးမရွာသည့်နေရာမှာမိုးရွာလာအောင်မိုးခေါ်ပြီးနိုင်သူတကယ်ရှိသလားထိုတွေးသည်ကျမအားစိတ်လှုပ်ရှားစေခဲ့ပါသည်တခုသောမိုးဥရာသည်တညံ့နေခင်တွင်ထိုယောက်ျားနှစ်ယောက်ကိုစတင်တတိထားမိလာခဲ့၏ အထုံးနေ့ဒီကျမတို့ရက်ွက်ကလွန်ဆွဲပွဲ ကျင်းပတော်နေ့ဖြစ်ပါသည်။ရာသီဥတုသည်မိုးရွာရတော်မီရာသီဥတုဖြစ်သည်ဟုလူကြီးတွေကပြောကြသည်။သို့တော်ကျမတို့မြို့မှာတော့မိုးတစ်ဆက်တစ်ပေါက်မျှမကြလာသေးပါ။အခြားသောအောက်ပြည်အောက်ရွာတွေမှပြန်လာသူများကဟိုမှာတဲကြီးမဲကြီးမိုးရွာချနေသဖြင့်ဘယ်လိုဘယ်ညာဟု ပြောပြကြသည့်အခါကျမတို့အားကြကြသည်။ငါတို့စီလဲမိုးရွာစေခြင်းလှပြီဟုမျှော်လင့်တန်းတားကြသည်။ တခါတခါကောင်းကင်မှာမိုးတိမ်အနှဲငယ်ကိုမှိုင်းမှိုင်းမုံမုံမြင်ရလဲဒီကနေ့များမိုးရွာမလားဟုမျှော်ကြ၏သို့တော်မိုးရိပ်မိုးငွေသည် ပြင်းထန်သောလေထဲတွင် လွင့်ပါပျောက်ကွယ်သွားတော်သည်နေ့လေနေကင်းဆိုလင်တိုက်ခတ်သည်များလေသည်လေဘူးတက်တက်သာဖြစ်၏လေတိုက်သည်ဖြင့်လောင်ပိတ်အိုက်ပြုတ်မှုတက်သာတော်လဲအသားရည်တွေ၆တွေ့တင်းမာကုန်သည် ကျမမိမိက ကျမတို့တွေကို လေအပူမှလေအေးရအောင်သူ့နီသူ့ဟန်ဖြင့်ပြုပြင်ပေးခဲ့သည်။ခြေဆောင်ခပ်ပါပါသုံးလေးတဲ့ကို ရေဆွတ်ခါညှစ်ပြီးကျမတို့အိမ်ပြတင်းပေါက်တွေမှာကာပေးခဲ့ခြင်းဖြစ်သည်။ရေဆွတ်ထားသောခြေဆောင်ကိုဖျက်လျက်တိုက်ခတ်လာသောလေသည်ကျမတို့အနီးသို့ရောက်တော့အေးမြသွားသည်။ကျမတို့နေလေနေခင်တက်တက်တာတာနေနိုင်ခဲ့သည်။ဘာပဲဖြစ်ဖြစ်၆တွေ့ပူပြင်းနေသောအရာရာအတွေ့မိုးရွာကိုရွာတင်နေပြီ။ မိုးရွာတဲ့ဘာလေးရဲ့မရွာသည့်အခါမြို့ဤလူကြီးတွေဘာတွေစူးစမ်းကြတယ်လဲမသိကျမတို့ရက်ွက်ကတော့လွန်ဆွဲပွဲကျင်းပခဲ့သည်ကျမဘဝတွင်လွန်ဆွဲပွဲကို၃လကလောက်ကြီးခဲ့ရ ပူတော်လဲထိုနှစ်ကလွန်ဆွဲပွဲသည် အကြီးကျယ်ဆုံးအစီကားဆုံးနှင့် ကျမတတိအရာဆုံးဖြစ်ခဲ့ပါသည်ကျမတို့အိမ်ရှင်နာမှာပြုတ်လုပ်သောလွန်ဆွဲပွဲကိုကျမတည်တည်ချာချာမြင်တွေ့ခွင့်ရခဲ့၏ ကျိုးကြီးဤတစ်ဖက်စီတွင်လွန်ဆွဲသူ15ယောက်စီတော့ရှိမည်ထင်သည်တစ်ဖက်စီတွင်မိမတွေရောယောက်ျားတွေပါပါသည် ကျမမိဘတွေကလွန်ဆွဲသူတွေကိုဈီးဖြော်ရေးတိုက်သည်လွန်ဆွဲပွဲသည်အိုးစီ ပုံမောင်းတွေနှင့်တိမုတ်ကခုံသူတွေနှင့်အလွန်မြိုင်ဆိုင်နေခဲ့၏အုံသည်ငှက်ပြောသည် ကတော့ပွဲတွေလည်းပါသည်ကျမတို့ညီမ၃ယောက်သည်ဘာမှမသိပျော်ရွှင်နေက ကျမအကိုပါဝင်သောဘက်မှလက်ခုပ်လက်ဝါးတီး၍အားပေးခဲ့ပါသည် ဘက်နှစ်ဖက်ကိုဘယ်လိုခွဲခြားတတ်မှတ်ပြီးရှင်ပြိုင်ခဲ့တယ်လဲကျမမမတ်မိပါအကိုပါဝင်သောဘက်မှာကျမတို့ရဲ့လမ်းတစ်ခုတည်းကလူတွေကြီးမဟုတ်တာတော့ကျမသိသည်တခြားလမ်းကလူတွေလည်းပါဝင်နေသည်လူအလုံးလူလူကို ကျမမြင်ဖို့တွေ့ဖို့နေသည်လွန်ဆွဲပွဲတဝိုက်တွင် ကျမမမြင်ဘူးသူဟူ၍တယောက်ထဲသာဖြစ်၏ထိုအကိုကြီးသည်ကျမတို့အိမ်ရှိမှလာရက်ပြီးကြည်ကကျမအကိုကိုအပေးနေသူဖြစ်သည် ထို့ကြောင့်အကိုတငယ်ချင်းပဲဖြစ်ရမည်ဟုကျမမှတ်ချက်ချလိုက်ပါသည်။ရေမောတံများအော်ဟစ်တံများအားပေးတံများဖြင့်ဆူညံနေသောလွန်ပွဲသည်ချက်ချင်းပဲပွဲစည်းကင်းတစ်ခုလုံးဖြစ်လာ၏။ပူပေါင်းတံများမြေပဲဆားလော်တံများအကြော်တံများရေခဲချောင်းတံများပါရောက်လာကြသည်။ကျမတို့ကြည့်နေသူတွေပင်ချွေးပြန်လောက်အောင် ပူအိုက်သောညနေခင်းဖြစ်သည်ဖြင့်လွန်ဆွဲသူတွေဘယ်လောက်များပူအိုက်လေမလဲမသိ။ သူတို့အလုံးချွေးတွေဆိုရွှဲနေတာတော့မြင်ရပါသည်ခဏနာချိန်တွင် အကိုကကျမတို့အနီးသို့ပြန်လာကဇီးဖြော်ရေးတောင်းတောက်သည်ငါနေရာမှာမင်းဝင်ပေးမလားမိုးစော ကျမတို့နာမရက်နေတော်သူကိုအကိုကမေးသည် ထိုသူကအကိုနှင့်ရွယ်သူဖြစ်သည် သူကောင်းခါကရေမော့၏ဝင်နိုင်ပါဦးကိုကိုကိုပင်မခံလို့ခွေးကောင်အကိုကတကယ်ဆဲတာဟုတ်ပုံမရရရင်ဆဲတာဖြစ်သည် ခဏကြာတော့အကိုတငယ်ချင်းကိုအောင်ကျော်ချွေးတွေတန်တွေနဲ့ရောက်လာပြီးဖြော်ရည်တောင်းသည်ကိုအောင်ကျော်ကန်ဆိုးချင်တော့ဈေးဖြော်ရည်ကသူ့အလက်ကြမှာကုံသွားလေသည်ဒါဖြင့်လည်းငါ့ကိုရေပဲတိုက်ဟာဟိုဘက်အိမ်ရှိမှာတမရရေတွေမြင်နေရတယ်တွားတောင်းပေးရမလားကျမညီမတယောက်ကတွတ်တွဝင်မိသည်ကိုအောင်ကျော်ကကျမတို့အိမ်ကရေပဲတောက်ချင်တဲ့ထို့ကြောင့်ကျမကပဲဖန်ခွက်နဲ့ရေသွားခတ်ပေးလိုက်ရပါသည်ကိုအောင်ကျော်ကိုကိုမိုးစောကရှာမီချိုချင်တလုံးပေးလိုက်တာမြင်ရသည် လမ်းယူလိုက်တော့လက်တွင်ကျိုးဒဏ်ဖြင့်ပုံးပဲ့နေသည်ကိုတတိထားမိသည်ရော့အဲ့ဒီချိုချင်းကိုရေနဲ့တောင်းလိုက်ချော်ရီဖြစ်သွားမယ်အကူနှင့်ကိုအောင်ကျော်တို့နောက်တစ်ချီလွန်ပွဲစဖို့ထွက်ခွာသွားချိန်မှာ ကိုမိုးစော်ကကျမတို့အနာမှာယက်နေစေပူအိုက်လိုလားမသိသူ့ခါကြမှာထိုးထားသောခပ်ပါပါဗလာစာအုပ်တအုပ်ဖြင့်သူ့ကိုယ်သူရက်ခတ်နေသည် ကျမမှာလွန်ပွဲကိုကြည့်ရင်တစ်ချက်တစ်ချက်မိုးကောင်းခင်စီမော့မော့ကြည့်ရတာအမော် ခဏနေရင်မိုးတိမ်တွေများရောက်လာပြီးဖြိုးဖြိုးဖြောက်ဖြောက်မိုးရွာချလိုက်လိမ့်မလားတောင်ကလာတဲ့မိုးတိမ်တွေကရွာတတ်သလားမြောက်ကလာတဲ့မိုးတိမ်တွေကရွာတတ်သလားကျမမသိလွန်ဆွဲတာဟာမိုးရွာအောင်လို့ဖြစ်တဲ့ဖြင့်ဆွဲရင်းနဲ့သာမိုးရွာချလိုက်ရင်လွန်ဆွဲသူတွေဘယ်လောက်ပြောရှင်ခုံပေါက်လိမ့်မလဲဟုတော့တွေးမိသည်အမဘယ်တော့မိုးရွာမှာလဲကျမညမငယ်လေးကကျမကိုမေးသည်မသိဘူးလေညကြရွာမလားမသိဘူး ကျမဖြေရင်မှ ရေတံတက်တဲ့ကြားလိုက်တဲ့ဖြင့်လှဲ့ကြည့်မိတော့ကိုမိုးစောကကျမတို့တုံယောက်အားသဘောကျတယ်လို့ကြည့်ပြီးရေနေတာကိုမြင်လိုက်ရပါသည် ကျမတို့ဗာမားစကားမှသွားလိုပါလေကျမဇဝေဇဝါဖြစ်သွားသည်ခြားတိတ်ဘယ်နှတန်းရောက်ပြီလဲထိုအကိုကြီးကအပြုံးမပြတ်မေး၏ခုနှစ်တန်းအောင်ပြီကျမဖြေလိုက်သည်ဟာဒါဆိုသိပ်ပံဘာသာကိုတော်တော်သိနေပြီပဲကျမကတော့သိပ်ပံဘာသာကိုသိလှပြီဟုကိုကိုကိုမထင်ပါ ထို့ကြောင့်ဘာမှမပြောဘဲနေမိ၏။မိုးပါကြောင့်ရွာတယ်ဆိုတာသိလား။သိပါတယ်။ဒီလောက်တော့ကျမသိပါသည်။ဘာကြောင့်ရွာလဲ။ပိုတဲ့လေတွေကပွပြီးအပေါ်တက်သွားတော့အပေါ်မှာအေးတဲ့နေရာလဲရောက်ရောရေးဖြစ်ပြီးမိုးရွာချတာပေါ့။ဖြေးပြီးနောက်ကျမအဖေကို သူ့ကျင်းနဲ့ရလားဟုအခဲခတ်ကြည့်မိသည်။သူ့ကျင်းနဲ့ပုံရပါသည်။အေးတဲ့နေရာရောက်တော့ဘာဖြစ်လို့ရေးဖြစ်သွားသလဲ။အဲ့ဒါလား။ကျမဘယ်လိုဖြေရမှန်းမသိပါ။ကဲပူတဲ့လေကရောအပေါ်ကိုဘာဖြစ်လို့တက်သွားသလဲ ွားလို့ပေါ့ကျမနင်းနေတော့စိတ်တူသွားခဲ့ပြီပွားရုံနဲ့တက်ရောလားတက်မှာပေါ့ပွားရင်ပေါ့တယ်လေသူအတန်ထွက်ပြီးရေက ကျမကောင်းကိုသူ့လက်ထက်မှာဆောက်အောင်ဖြင့်မနာအောင်ခပ်ဖွားဖွားရိုက်ပါသည်တိန်းနိုင်ရဲ့ညမကလည်းတော့ကြည့်ပဲထို့နောက်ကိုမိုးစောကအော်တန်ဟစ်တန်ဆိုင်းနံပုံတန်တွေကြားထဲမှာပင် ကျမအာမိုးရွာခြင်းအကြောင်းကိုစိတ်ရှိရှိရှင်းပြပေးခဲ့သည်နွေးတဲ့လေကပွားတယ် အေးတဲ့လေကကျစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ molecule လို့ခေါ်တဲ့တိတိမုံမုံလေးတွေကဘေးကိုပြန်ပြီးကျဲကုန်လို့ဒါကြောင့်ထုတဲ့တူတဲ့ထည့်စရာဘူးတစ်ခုစီမှာအေးတဲ့လေနဲ့နှွေးတဲ့လေတစ်မျိုးစီကိုထည့်ရင်နှွေးတဲ့လေပါတဲ့ဘူးမှာ molecule အမုံတွေနည်းနည်းပဲပါပြီးအေးတဲ့လေဘူးမှာအမုံတွေများများပါမယ်။ဒါကြောင့်အေးတဲ့လေကပိုလေးတယ်။နှွေးတဲ့လေကိုအေးတဲ့လေကတွန်းပင်လိုက်လို့နှွေးတဲ့လေကအပေါ်ရောက်သွားတာ။ဒါကြောင့်ပူရင်ပွပွရင်ပော့ပော့ရင်တက်တယ်ဆိုတဲ့အစဉ်ဖြစ်လာတာ။ သိပါရဲ့။ဒါဖြင့်မိုးရေဘယ်လိုဖြစ်လဲ။အေးတဲ့နေရာမြင့်မြင့်ကြီးကို ရောက်လို့လေကနေရေဖြစ်သွားတာ။ဘယ်လိုနည်းနဲ့ရေဖြစ်သွားလဲ။အဲကျမအတိတော့သိသည်။သို့တော်တိတိကြကြရှင်းရှင်းလင်းလင်းတော့မသိ။သူက ပြောပြသည်။လေထဲမှာရင်ငွေတွေပါတယ်။အဲ့ဒီရင်ငွေကအေးတဲ့နေရာရောက်တော့ကျစ်သွားတယ်။မော်လီကျူးတွေစုသွားတာလေ။ကျစ်သွားတဲ့အခါရင်ငွေကနေရေမုံလေးတွေဖြစ်သွားတယ်။ရင်မုံလေးတွေတစ်ခုနဲ့တစ်ခုစုကပ်ပြီးပိုကြီးတဲ့ရင်မုံဖြင့် အဲ့ဒီကနေထတ်ဆုထတ်ကြီးကြီးလာတော့လေးလာတယ်အဲ့ဒီမှာအပေါ်ကနေအောက်ကျလာတာပဲကြာရင်ကနေငဲတဲ့ရေမုံလေးတွေကိုတိုက်မိပေါင်းမိပြီးကြီးလာတယ်အဲ့ဒီတော့မိုးဆက်လေးတစ်ဆက်ဖြစ်လာတယ်အဲ့ဒီမိုးဆက်ကဆက်ကြာရင်နဲ့တခြားရေမုံတွေနဲ့ပေါင်းမိတိုက်မိပြန်တယ်မိုးဆက်ကကြာရင်နဲ့ကြီးလာတယ်ကြီးလွန်းတော့ပြိုကွဲသွားတယ်အဲ့ဒီပြိုကွဲသွားတဲ့အဆက်လေးတွေတစ်ခုစီကတခြားရေမုံတွေနဲ့ပေါင်းမိမိုးဆက်ဖြစ်အဲ့ဒီလိုနဲ့မိုးရွာချတာကွကျမကောင်းနေလိုက်သည ကျမညီမလေးနှစ်ယောက်လည်းသူပြောတာကိုငြိမ်းနားထောင်နေကြပါသည်။ကဲမိုးရွာရခြင်းအကြောင်းကိုသိနေတဲ့ရှစ်တန်းကျောင်းသူကြီးကလွန်ဆွဲရင်မိုးရွာမယ်လို့ထင်နေတော့မလား။ကျမဘာမှမပြောပါ။ရေကိုးရင်ဝင်များများပါတဲ့လေပူနွေးပြီးအပေါ်တက်သွားမှအေးတဲ့ပတ်ဝန်းကျင်ရောက်မှမိုးဆက်ဖြစ်ပြီးရွာချလာမယ်မိုးကိုလွန်ဆွဲပြီးမိုးခေါ်လို့ရသလား။ကိုတော့မထင်ပါဘူး။ ရေရေလဲလဲမသိသေးသောညမနှစ်ယောက်အားကိုမိုးစောကလက်တွေလှုပ်ပြမည်ဟုဆုံးဖြတ်ခါကျမအားဖန်ခွက်နှစ်ခွက်ရေးသွားစေခိုင်း၏သူကိုယ်တိုင်ကတော့အနီနာကကွင်းရဆိုင်တစ်ခုမှာအနာကက်တီပလတ်စတာအခွေဘူးတဘူးတွားဝယ်ပါသည်ထို့နောက်သူများတွေကအလဲလဲအကွဲကွဲနှွဲနေကြသောလွန်ဆွဲပွဲကိုအားရပါရအော်ဟစ်အပေးနေကြချိန်မှာကျမတို့ညီမ၃ယောက်တည်းကိုမိုးစောလှုပ်ပြသောဖန်ခွက်ထဲကမိုးကိုစိတ်လှုပ်ရှားစွာစောင့်ကြည့်နေခဲ့ပါတော့သည် ဖန်ခွက်တွေကိုရေချအောင်သူ့လက်ကင်ဘွားဖြင့်စိတ်ရှိလက်ရှိတုပ်၏ဖန်ခွက်တစ်ခွက်ထဲသို့တောက်ရည်လက်နှလုံးလောက်ထည့်၏ထိုဖန်ခွက်ပေါ်သို့နောက်ဖန်ခွက်တစ်လုံးကိုအဝချင်းတိတ်ပြီးမှောက်ထားလိုက်၏ဖန်ခွက်နှလုံး၏အဆက်နေရာကိုပလတ်စတာပြားကြီးဖြင့်ပတ်လိုက်၏လေလုံးအောင်လို့ကွသူကရှင်းပြပါသည်ကဲအခုဒီမှာရေရောလေရောပါတဲ့မှန်လုံကန်းလေးတစ်ခုရပြီပေါ့နောက်ထပ်တနားရီလောက်သူ့ကိုစောင့်ကြည့်နေသူ့မှာမိုးဆက်လေးတွေဖြစ်လာလိမ့်မယ်အိမ်ထဲကစပွဲပေါ်သွားထားလိုက်တော့ လွန်ပွဲကိုကြည့်လိုက်မိုးကောင်းကင်ကိုမော့ကြည့်လိုက်အိမ်ထဲဝင်ပြီးဖန်ခွက်မှန်လွန်ကန်းလေးကိုကြည့်လိုက်နဲ့ကျမတို့ညီမတွေစိတ်လှုပ်ရှားနေခဲ့ကြသည်လွန်ပွဲပြီးသွားသောအခါအကိုနှင့်ကိုအောင်ကျော်ပါ ကျမတို့၏တိတ်ပန်းစမ်းတက်မှုလေးစီလာရောက်ပူပေါင်းကြ၏ထိုအချိန်တွင်အပေါ်ဖန်ခွက်၏ထိပ်ပိုင်းဖြစ်နေသောဖန်ခွက်ဖင်တဝိုက်ဖန်သားနေရန်တွင်ရေငွေ့လေးတွေတီးကဆွတ်ဆွတ်လာပြီးဖြစ်လေသည် တွေ့လားအဲ့ဒီမှာမိုး ကျမညမအငဲကသူ့ဘဝမှာဒီလောက်ထူးဆန်းသောအရာတခါမှမကြုံခဲ့ဘူးသလိုပင်လက်ခုပ်လက်ဝါးတီးကရေမောသဘောကျနေသည်မိုးတွေရွာတော့မယ်မိုးတွေရွာတော့မယ်ဒီထက်ပိုပြီးရေဆက်ရေပေါက်ဖြစ်စေခြင်းရင် အောက်ကဖန်ခွက်ကိုနှွေးအောင်လှုပ်လိုက်ရုံးမယ်ကျမအကူကကျမအားအကြံပေးပါသည်ဒါနဲ့မင်းတို့ကိုမေးပြစေဦးလှလှလက်လက်လွန်ဆွဲဝဲကိုနှွှဲလာခဲ့တဲ့သူတွေမို့လွန်ဆွဲရင်မိုးရွာတယ်ဆိုတာဘယ်လိုနည်းနဲ့မိုးရွာအောင်လုပ်တာလဲ မိုးစောကအကိုတို့နှစ်ယောက်အားပြုံးတက်တဲ့ဖြင့်မေးအကိုကရေသည်ငါပဲသိမလဲအောင်ကျော်မင်းသိလားကိုအောင်ကျော်မရေပါဘာမှလည်းဝင်မပြောပါကျမတို့ဤအပေါ်ဖန်ခွဲဖင်ပိုင်းအတွင်မှမိုးဆက်တည်တည်လေးများကိုသာစူးစူးဆိုင်ဆိုင်ငုံချီနေခဲ့သည်ငါကလွန်ဆွဲလွန်ဆွဲဆိုလို့သာဝင်ဆွဲလိုက်တာလွန်ဆွဲရင်မိုးရွာမယ်လို့ယုံကြည်လို့တော့မဟုတ်ပါဘူးရက်ွက်ထဲကယုံကြည်အားကိုးတဲ့လူကြီးတွေမျောလင့်ချက်နဲ့စိတ်ချမ်းသာသွားဖို့ငါဝင်ကိုတာပဲ။ အကိုကနောက်ဆုံးမှာတော့ခက်လေးလေးအတန်ဖြင့်သူ့ခန်းစားချက်အမှန်ကိုဖွင့်ချသည်မင်းတကယ်သိကျင်လို့မေးတာလားမယုံကြည်လို့မေးတာလားကိုအောင်ကျော်ကကိုမိုးစော်ကိုတက်တက်ကြည့်ပြီးမေးတော်သည်ငါတကယ်သိကျင်လို့မေးတာကွကျမဒီကိုမိုးစော်ညာပြောနေသည်ဟုသိပါလေရဲ့ကိုအောင်ကျော်ကိုတရိပ်ပေးဖို့မဝင်ရဲပါသူတို့နှစ်ယောက်စလုံးကိုနီနီကက်က အခုမှစကားပြောဖို့တော့ကြောင်းဖြစ်ပါသည်။တိကျင်လို့မေးတာဆိုရင်ငါပြောမယ်။ဒါပေမဲ့ ငါမပြောခင်မင်းငါ့ကိုတခုဖြေရမယ်။မင်း miracle ဆိုတာယုံလား။ miracle? အေးလေမြမလိုဘယ်လိုပြောမလဲ။အံ့ဩပွဲထူးဆန်းတဲ့တကူလို့ပြောမလား။ miracle တွေလောကမှာအမျိုးမျိုးရှိပါတယ်။ကြိုးကြောင်းဆင်ခြင်မှုကနေလွန်ပြီးဖြစ်တဲ့ဖြစ်ပျက်တွေ။ဥပမာတစ်ခုလောက်ပြောကွာ။ကောင်းပြီ။အိမ်ချိန်မှာကြက်တွေတောင်းကျမ်းနေတယ်။အင်ရှင်ကကြက်တွေကိုမတတ်ရဘူး။ကြက်တွေကိုလည်းမတောင်းကျမ်းစေချင်။ဒီတော့မေတ္တာတုပ်ကိုရွတ်တယ်။ ရယုံကြည်ကြည်နဲ့ဗုဒ္ဓရဲ့ပရိတ်တော်ကိုတကယ်အာယုံဆုဆိုင်ပြီးရွတ်တာ။သုံးလရက်လောက်ရွတ်ပြီးတဲ့နောက်အိမ်မှာကြက်မရှိတော့အဲ့ဒီအဖြစ်မျိုးကိုပြောတာ။ငါတော့မကြုံဘူးဘူးကြားဘူးတယ်။ဒါဖြင့်ယုံလား။အေးသူအပြောရခက်နေသည်ဟု ကျမထင်သည်။မင်းမယုံပါဘူး။ကိုအောင်ကျော်ကမျက်နှာထားတည်တည်ဖြင့်ဆွဆွဲသည်။မြစ်တာတုတ်ကိုမယုံတဲ့ကောင်ကလွန်ဆွဲပွဲကိစ္စကိုဘယ်လုံးမှမယုံနိုင်ဘူး။ထို့ကကိုမိုးစောရဲ့သည် သူ့ရဲ့ပုံမှာတတားကလေးပဲဖြစ်သည် ဟုတ်တယ်ငါမယုံနိုင်ဘူးဒါကြောင့်ယုံကျင်လို့မေးတာပါလွန်ဆွဲတဲ့အခါဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလို့မိုးရွာမှာတော့ငါသိချင်တယ်လေအဲ့ဒီအကျိုးသက်ရောက်မှုတွေအဆက်ဆက်တွေအကြောင်းကို သိဖို့ကမမြင်ရတဲ့အရာတွေကိုယုံမှဖြစ်မယ်ဟုကိုအောင်ကျော်ကပြောသည်မမြင်ရတဲ့အရာတွေကိုငါယုံမှတယ်ဓာတ်ငွေတွေအက်တန်တွေကိုငါယုံတယ်အနှစ်မြူစွမ်းအင်တွေကိုငါယုံတယ်ဒါတွေကမမြင်ရမထိရပေမဲ့ သူ့အာနိသင်ကိုတနည်းနည်းနဲ့ဆန့်သက်လို့ရတယ်။စောစောကငါပြောတဲ့ miracle ကိုလည်းမင်းဆန့်သက်လို့ရပါတယ်။ဟေ့အောင်နေဟေ့အောင်နေတော်ပြီကွာမင်းတို့ရန်ဖြစ်ကြတော့မှာ။အကိုဝင်တားလိုက်တော့ကိုမိုးစောက အကိုပခုံးကိုလက်တီးဖြင့်ခတ်ဆတ်ဆတ်ထိုးပြီးရိပ်။မဖြစ်ပါဘူးကွာမင်းကလည်းထို့နောက်ကိုအောင်ကျော်ဘက်သို့လှည့်ပြီးဆက်ပြောရန်တိုက်တွန်းသည်။ကိုအောင်ကျော်မျက်နှာမှုန်တတီဖြစ်နေ၏။သို့တော်သူပြောပြပါသည်။ လွန်ဆွဲတဲ့အခါဆွဲမဲ့သူတွေကကတော့ဝဲနဲ့တင်ကြမြောက်ကြခွန်းတောင်းကြတယ်ကွာတချို့ကမြို့ဆောင်နဲ့ပါတယ်အဓိကသူတို့တင်တဲ့နတ်ကတော့မိုးခေါင်ကြော်စွာနတ်တဲ့အဲ့ဒီနတ်ကိုကတော့ဝဲနဲ့ပင့်တယ်လွန်ကျိုးရဲ့ဟိုဘက်ဒီဘက်ကြားအရင်နေရာမှာဝင်ပြီးလွန်ပွဲကိုစောင့်ကြပ်ပေးပါပေါ့လွန်ကောင်းနှစ်ယောက်ရဲ့ကြားမှာအဲ့ဒီနတ်ကဝင်စည်းဖို့ပေါ့ကွာအဲ့လိုဝင်စည်းရင်လွန်ပွဲအောင်နေဒါကြောင့်မိုးရွာမယ်လွန်ပွဲအောင်တော့ဘာကြောင့်မိုးရွာမှာလဲမိုးကောင်ကြော်စွာကမိုးကိုခေါ်ပေးလို့ သူကဘယ်လိုလုပ်ပြီးမိုးခေါ်ပေးနိုင်တယ်လဲငါအထင်တော့မိုးရွာစေမဲ့ရေကိုးရင်ငွေတွေလေထဲမှာများများပါအောင်ဆွဲယူတို့အထက်ကောင်းငင်ကိုတွန့်တင်ပေးမယ်ထင်တယ်ကုမိုးစောအားရပါရရေပါတယ်ဒါဖြင့်အဲ့ဒီနတ်ကအသိပန်ဒီအရာမိုးရွာအောင်လုပ်မှာပေါ့ဟုတ်လားမင်းမတယောနဲ့ဟာငါမတယောပါဘူးသဘောကျလို့ပါမိုးကောင်ကြော်စွာကတိတ်မစွမ်းခဲ့ရင်တောင်တခြားနတ်ဒေဝတာတွေကငါတို့ဆူတောင်းကြကျူးစားကြတာကိုဖြည့်ဆည်းပေးဖို့စိတ်ပါလက်ပါကုညင်ကုညီမှာပေါ့ ဲ့ဒီတော့မင်းကနှက်တွေကိုယုံနေပေါ့ရှိကျင်ရှိနိုင်နေမင်းယုံသလားဒါပဲပြောလေရှိကျင်ရှိနိုင်တယ်လို့ငါထင်တယ်ရှိရင်သူတို့ကူညီလိမ့်မယ်ကိုအောင်ကျော်ကမရေမပြုံးပြောနေသည်သူနည်းနည်းတော့ဒေါသထွက်နေခဲ့ပါသည်ကျမရိမ့်မိသည်ညီမလေးနှစ်ယောက်ကတော့ဘယ်ချိန်ကအလစ်ခနဲပျောက်သွားလိုက်သည်မသိကျမတတိတရာလှက်ပိုက်ရှာကြည့်မိတော့မိဖို့ကမ်းမှာထမင်းပွဲပြင်ဆင်နေသည့်မိမိထံရောက်သွားကြပြီး လူတယောက်စီရဲ့ဘဝမှာဆွဆွဲမြမြယုံကြည်မှုဆိုတာလူရမိုးစောငါသိပါတယ်ငါကတော့တနည်းနည်းနဲ့စမ်းသက်လို့ရတဲ့အကြောင်းအရာတွေကိုယုံတယ်ကိုအောင်ကျော်မျက်မှောင်ကျုပ်ပြီးမေးလိုက်မင်းဗုဒ္ဓမြတ်စွာဘုရားကိုယုံလားကျမကလေးအတွေ့ဖြင့်အချိန်နေဆိုးလာတော့မြည်ထင်လိုက်သူတို့နှစ်ယောက်ကိုရှေ့ဆက်ပြီးမငင်းခုန်စေချင်တော့ပါသို့တော်တားလည်းမတားရဲ့ယုံတယ်တက်တော်80မှာတဘာဝအတိုင်းတဘာဝကြကြပြိဋိနိဗ္ဗာန်ပြည့်သွားတဲ့ဗုဒ္ဓကိုငါယုံတယ် ဗုဒ္ဓရင်တရားတော်တွေအဘိဓမ္မာတွေကိုယုံတယ်။ဒါဖြင့်ကလေးတွေထမင်းစားကြမယ်။ကျမတို့အနာတို့မိမိရောက်လာတော့အခါကျမအလွန်စိတ်သက်သာသွားပါတော့သည်။တို့တော့ထမင်းစားပြီးသွားကြပြန်တော့လေသူတို့နှစ်ယောက်အဲ့ဒီအကြောင်းတွေကိုဆက်ပြီးညင်ခုံရင်းအိမ်ပြန်သွားကြသည်ကိုရုမျိုးကတက်တော်နဲ့ဝေးတယ်ပင်လယ်နဲ့ဝေးတယ်ဒါကြောင့်ဒီကနေပူလို့အထက်တက်သွားတဲ့လေထဲမှာရေကူးရင်ွေနေတယ် ရှိသမျှရင်ငွေကလည်းလေချမ်းချမ်းတိုက်ရင်လွင့်သွားတယ်။ဒါကြောင့်မိုးနေတာပေါ့ချတဲ့ရဲ့။နောက်နေ့တွင်၌ကိုမိုးစောကတိတ်ပန်စမ်းသက်ချက်တွေတစ်ခုပြီးတစ်ခုလက်တွေပြရင် ကျမအာမိုးနေရခြင်းအကြောင်းကိုပြောပြတတ်ပါသည်။မိုးနေတာကနေမြောင်းအောင်ဘလို့လောရမလဲကို။ကျမအကိုကိုခေါ်တယ်လို့ပင် သူ့ကို အကိုဟု ခေါ်ခဲ့ပါသည်။ရင်းနဲ့ဝေးတာကိုရင်းနဲ့နီးအောင်လှုပ်ဖို့မလွယ်ပေမဲ့တတော်မရှိတာကိုတော့တတော်ရှိအောင်လို့လို့ရနိုင်ပါတယ်။ထင်းအတွက်တစ်ပင်ခုတ်တဲ့အခါဂိုင်းတွေကိုပဲခုတ်ပင်စီကိုမဖြတ်နဲ့ ပင်စည်တစ်ခုဖြတ်မိတိုင်းလဲနောက်တပင်တပင်ထဆိုင်ခဲ့မိုးရင်းမှာရွာချတဲ့မိုးရေတွေကိုကန်တွေနဲ့ဆုထားဒါဆိုရင်မိုးနေရကနေမိုးများလာမှာပေါ့အခုတော့တက်တော်လဲဖြစ်အောင်မလုပ်ရွာချတဲ့ရေကိုထိန်ထားဖို့မြေကိုလည်းမပြုတ်ပြင်နိုင်ဒီတိုင်းထိုင်ပြီးမိုးကိုစောင့်နေလို့မိုးကရွာမတဲ့လားကိုအောင်ကျော်ကတော့တစ္ဆာနဲ့ယုံကြည်မှုအပေါ်တံပိုးထားသူဖြစ်သည် လူတွေရဲ့စွမ်းဆောင်မှုကအကန့်အသတ်ရှိတယ်မိသက်ရဲ့သူကကျမကိုကိုမိုးစော်ခေါ်တယ်လို့ခြားတဲဟုမခေါ်ပါ အကိုခေါ်တယ်လို့မိသက်ဟူတာခေါ်သည်အဲ့ဒီအကန့်တန့်တွေကုံသွားတဲ့အခါလူတွေမှာမျောလင့်စရာဆိုလို့တစ္ဆာပဲရှိတော့တယ်ကိုမိုးစော်ပြောသည့်တက်တော်တွေရင်းငွေတွေကိုကျမအလွယ်တကူလိုက်နိုင်ခဲ့ပေမဲ့ကိုအောင်ကျော်ပြောသည့်တစ္ဆာကိုတော့မလိုက်နိုင်ခဲ့ပါတစ္ဆာဆိုတာဘာကိုပြောရလဲတစ္ဆာဆိုတာမဖောက်မပြန်အမှန်ကန်ဆုံးတရားကိုခေါ်တာလွယ်လွယ်ပြောရင် အမှန်တရားကိုသိပြီးအမှန်တရားကိုစောင့်စည်းခြင်းပေါ့အဲ့ဒါနဲ့မိုးရွာတာဘာဆိုင်လဲဟု ကျမနားမလဲပါ တစ္ဆာဆိုတာမိသက်တိလားတိတာပေါ့ဥတော်မင်းတို့ငုံမင်းတို့တစ္ဆာဆိုတဲ့အခါသူတို့တွေ့နေတဲ့ဒုက္ခတွေလွတ်သွားတယ်။အေးအဲ့ဒီတစ္ဆာဆိုတဲ့အခါဘာစကားနဲ့ဆိုတယ်လဲ။အင်းကျမမေ့နေပြီ။အမှန်ဆုံးစကားနဲ့ဆိုတာ။ဥပမာငုံမင်းဆိုပါတော့တော်မီလောင်တဲ့အခါငုံကလေးကအတောင်လက်မစုံသေးလို့မပြေးနိုင်ဘူး။အဲ့ဒီအကြောင်းကိုပဲရိုးရိုးရှင်းရှင်းအမှန်တိုင်းတိုင်တယ်ပြေးတစ္ဆာဆိုတာ။တစ္ဆာသာမှန်ခဲ့ရင် အကျိုးမြတ်တစ်ခုခုတော့ရမှာပဲ။ စကားတစ္ဆာမှန်သောအခါကဩဇာလင်းနဲ့ပေါ်စီတက်၍နှွေမြက်တစ်ပင်ဆေးဘက်ဝင်ဤတဲ့အတိတ်ဘေက တစ္ဆာသားမပြတ်ဘူးအမှန်စကားကိုသာဆိုမယ်စိတ်ထားမဖောက်ပြန်ဘူးဆိုရင်မြက်တွေနှွေတွေတာမန်တစ်ပင်တွေတောင်ယောဂါပြောက်တဲ့ဆေးဝါးဖြစ်သုံးလို့ရတဲ့အဲ့ဒီတော့အဲ့ဒီတော့လူတွေမိုးမျောကြတဲ့အခါမိုးခေါ်ကြတဲ့အခါအထက်နဲ့အောက်နဲ့ဝိဇ္ဇာတွေကိုတင်နေအာကိုရဲဆိုပြီးကတော့ပွဲပေး ကောင်းမှုကုသိုလ်တွေလို့စိတ်တွေတနတ်ရှင်းရှင်းထားပြီးရုံယုံကြည်ကြည်နဲ့တင်မြောက်ကြတာလွန်ဆွဲတော့လဲသူ့ဘက်ကိုယ်ဘက်အနိုင်ရဖို့ညစ်တာလိန်တာမရှိ မဖောက်မပြန်ကစားကြတာလေအကုသိုလ်ဝေးတဲ့အချိန်မှာဆူတောင်းနေအဲ့ဒီသစ္စာသာမှန်ရင်ကိုလိုချင်တာရကိုရမှာပေါ့ကိုအောင်ကြောင့်စကားတွေကိုကျမမမီတစ်ချက်မိတစ်ချက်ရှိခဲ့သည်ကောင်းမှုကုသိုလ်ကိုလည်းလုပ်မယ်ဖះနဲ့ဖះရဲ့တရားတွေကိုလည်းရှင်တဲ့အသေးတွေကဆွဲဆွဲမြဲမြဲယုံကြည်ပြီးလိုက်နာမယ်ဆိုရင် အဲ့ဒီလူကတောင်းတမျှဆိုပြိမာပဲတခုပဲအရေးကြီးတာကစူးဆိုတာပေးဖို့ထိုက်တန်အောင်လဲတောင်းသူကကြင့်ကြံအထောက်ရသေးတယ်အချောင်တက်တက်တော့မရဘူးပါရမီဆိုတာအဲ့ဒါပဲလူကျင်တာကိုရဖို့ကိုယ့်ဘက်ကကြင့်ကြံဖြည့်ဆည်းကြိုးစားတာကိုပါရမီလို့ခေါ်တယ်လွန်ဆွဲပြီး9ရက်လောက်ကြာတော့အခါမိုးရွာခဲ့တာကို ကျမမှတ်မိသည် ကိုအောင်ကျော်ကနတ်ဒေဝတာတွေကိုညီမစားလို့ဟုထင်သည်ကိုမိုးစောကရွာချင်းတန်လို့ဟုထင်သည် ခြာတိုက်ပဲစဉ်းစားကြည့်လေမိုးမြွာလို့လွန်ဆွဲတယ်ဆိုတာဘယ်ကားလာဆွဲတယ်လဲနှွေးခေါင်ခေါင်မှာဆွဲတယ်လားစောင်းထဲမှာဆွဲတယ်လားမိုးအစမှာပဲဆွဲတာမဟုတ်လားမိုးရွာချင်းတင့်ရက်နဲ့မရွာလို့ဆွဲရတာလေဒီကလေးကဒီရာဒီကအချိန်မရွေးမိုးရွာလာနိုင်တဲ့ရာဒီပေါ့လွန်ဆွဲတာမဆွဲတာနဲ့မဆိုင်ဘူးရေကိုးရင်ငွေအလုံးလောက်အထက်တက်ပြီးအေးသွားတဲ့ရင်ငွေကမိုးဖြစ်ရွာချမှာပဲကိုမိုးစော်ပြောတော့ကျမမရေတရေစင်ချေတက်မိ၏ဒါပေမဲ့စော့ပြီးရွာတယ်လေကိုရဲ့တပန့်တွင်ရွာတယ် ေးလေဒါကိုစောတယ်လို့ဘယ်လိုလုပ်ပြောနိုင်တယ်လဲလွန်မဆွဲလေဒီနေ့ဒီရဲ့ရွာမဲဆိုရင်ရွာကိုရွာမှာပဲသူတို့နှစ်ယောက်ဒီမိုးကိစ္စနဲ့ပတ်သက်ပြီးမြင်ရသောအရာတွေမမြင်ရသောအရာတွေအကြောင်းအယူအဆကွဲလွဲကြပြီးနောက်ကျမတို့အိမ်တို့မကြခဏလာရောက်လဲပတ်ပါသည်သူတို့နှစ်ယောက်ရန်ဖြစ်တာတော့တခါမှမတွေ့ဘူးပါတိတ်မကြမီဆဲတန်းအောင်စင်းတွေထွက်၏အကိုတို့သုံးယောက်လုံးအောင်ကြပါသည် ကျမအကိုကသုံးပါသာကုန်တို့ဖြင့်မန္တလေးစေးတက္ကသိုလ်သို့တက်ရ၏ ကိုမိုးစော်ကဂုံတူသုံးပါတာဖြင့်ရန်ကုန်ဆက်မှုတက္ကသိုလ်သို့သွား၏ကိုအောင်ကျော်ကတော့ဂုံတူတခုမှမပါဘဲအောင်ယုံသာအောင်ပြီးဆရာအတက်တင်တိတ်ပန်ရှိရာမိထီလာတို့ချောင်းသွားတက်ပါသည်သူတို့သုံးယောက်လုံးတယောက်တမျိုးစီဖြစ်သွားသည်ကျမကကိုမိုးစော်ကိုတိတ်တိတ်လေးလွမ်းနေခဲ့သည် သူကျမကိုစမ်းတက်ပြတော့အလင်းစမ်းတက်ချက်အတန်စမ်းတက်ချက်တန်းငွေစမ်းတက်ချက်များကိုစကြရင်ကလွမ်းနေခဲ့သောကြောင့်ဖြစ်နိုင်ပါသည် ကိုအောင်ကျော်ပြောပြသည့်တစ္ဆာနှင့်ယုံကြည်မှုဆိုတာကိုကျမတိတ်အာရုံမဆိုင်မိပေမဲ့ကိုမိုးစောပြောပြသည့်လက်တွေ့စမ်းသပ်လို့ရသောအဖြစ်ပြက်အရာများကို ကျမအာရုံဆွဲနေသည်အကိုတို့သုံးယောက်တဖြည်းဖြည်းဝေးသွားကြသောအခါထိုယောက်ျားနှစ်ယောက်ကကျမနှင့်လိုက်ဝေးကြမည်ဟုကျမဝန်နေမိ၏သို့သောကျမထင်သလိုမဝေးပါသူတို့သုံးယောက်အကြောင်းပြရဲ့ချင်မတူသည်ဖြင့်အတူမဆုံးပြကြပေမဲ့ကျမတို့အိမ်ကိုတော့တယောက်ချင်းရောက်ရောက်လာတတ်သောအကြောင်းဖြစ်သည် အကိုမရှိသည့်အချိန်များတွင်မိမိအားပွဲရုံကိစ္စတွေကိုညီဖို့ဖြစ်၏။ကိုအောင်ကျော်ကကျမကိုဖျားတင်ရန်သူတို့ခြံထဲမှနှင်းစီတွေစပယ်တွေယူယူလာတတ်ပြီးကိုမိုးစော်ကကျမအားဓာတုဗေဒယူပဗေဒဘာသာတွေတင်ပေးသွားတတ်သည်။ကျမကိုမိုးစော်ကိုတိတ်တိတ်လေးဆွဲလန်းမိပြီးဆိုမှတော့ကိုအောင်ကျော်ကျမကိုချစ်စကားပြောလာသည့်အဖြစ်မှာအံ့ဩစရာမဟုတ်ပါ။ကိုမိုးစော်သည်ကျမ၏တန်ရုံးစဉ်တွေကိုမသိဘဲနေမှာမဟုတ်။သိတော့သိပုံရပါသည်။ ို့တော့သူ့ဘက်ကတချဲမှညွတ်တိမ်မှုမပြခဲ့သည်မှာထိန်းချုပ်နိုင်လို့သာပဲဟုကျမထင်ခဲ့သည်။ကျမကိုမိုးစောအပေါ်တွေ့တာနေမှမိမိကရိပ်မိ၏။မိမိကတော့ကိုအောင်ကျော်နှင်းဆိုလင်ကျမစိတ်ချမ်းသာရာရလိမ့်မည်ဟုထင်လေသည်။ကိုမိုးစောကတော့အတ္တကြီးလိမ့်မည်။ကျမကကြည်အလျှော့ပေးရလိမ့်မည်တဲ့။ကျမတို့သုံးယောက်၏ဇက်သိန်းကိုစောင့်ကြည့်ဖို့မိမိအသက်ရှည်စေချင်လိုက်တာ။မိမိသည်ကျမတို့သုံးယောက်၏ဇက်လန်းမဆုံးမီကွယ်လွန်ခဲ့ပြီ။ ကျမကိုကိုအောင်ကျော်ဘယ်တော့ပဲမျောလင့်မျောလင့်သူမရခဲ့ကျမကသူ့ကိုအကိုတယောက်အဖြစ်မှပြောင်းလဲယူလို့မရတော့ကြောင်းဖြစ်သည် ထို့အတူပင် ကိုမိုးစော်ကိုကျမဘယ်တော့ပဲမျောလင့်မျောလင့်ကျမမရခဲ့သူကကျမကိုညီမတယောက်အဖြစ်မှလွှဲပြီးတခြားစိတ်မျိုးထားလို့မရခဲ့တော့ကြောင်းဖြစ်မှာပါမိမိဆုံးပြီးတနည်းအကြာမှာကိုမိုးစော်လက်ထပ်သွားသည်ကိုမိုးစော်လက်ထပ်ပြီး၃နှစ်ကြာတော့မှကိုအောင်ကျော်လက်ထပ်သွား၏ သူတို့နဲ့တစ်နှစ်တစ်ခါလောက်တော့ကျမဆုံပြေးလိုက်သေး၏။ညအဖြစ်တော့မိမိအတွက်ကွယ်လွန်ခြင်း6နှစ်မြောက်9နှစ်မြောက်စသည့်အထိမ့်မှဆွန်ကြွေပွဲတင်ကန်းကပ်ပွဲများမှသာဖြစ်သည်။သူတို့နှစ်ယောက်လုံးတူညီသည့်အချက်မှာမိသက်အိမ်တော်မပြုတ်တော့ဘူးလားဟုတယောက်ကမှမမေးခဲ့ခြင်းပင်ဖြစ်ပါသည်။ယခုတော့သူတို့နဲ့မဆုံပြေးသည်မှကြာပြီ။ကျမဇာတိမေမှာကျမခွဲခွာပြီးရန်ကုန်မှာအခြေချနေတိုင်းလေးရှိတယ်လို့သူတို့လည်းဇာတိမေမှာမရှိကြတော့ပါ။ ကိုမိုးစောကအမေရိကမှာရောက်နေသည်ကိုအောင်ကျော်ကချင်းပြည်နယ်မှာမိသားစုနှင့်နေထိုင်လျက်ရှိသည်မိုးရွာတိုင်းဆိုသလိုသူတို့နှစ်ယောက်ကိုတတိယနေမိတာကတော့ခလေးဘဝမှတ်ဉာဏ်ဖြစ်တာဖြစ်ပါသည်ဒီမှာတော့မိုးရီများလာသည်ကျမဤဇာတိမီမှာတော့မိုးမှရွာပါမလား၆တွေ့ပူပြင်းနေမလားတောက်တုံးရီလုံလုံလောက်လောက်ရကြပါမလားဖေဖေသားကျမတို့အင်္ဂလိပ်ကိုရောင်းမပစ်ခဲ့ဘူးဆိုရင်အင်ကအုတ်ကန်ကြီးကြီးတုံးကိုဒီကျမတို့ပတ်ဝန်းကျင်အိမ်တချို့အတွေ့တုံးရီမျှဝေပေးဖို့ လုံလောက်နေမြဲဖြစ်လိမ့်မည်။မိုးနေသည့်အရဟာပေတော့မှမိုးများမလာတော့ဘူးလား။လူတွေကရောမိုးများလာအောင် မကြိုးစားကြတော့ဘူးလား။သူမဟုတ်မိုးဤတဘာဝဖြစ်စဉ်ကိုကရေများရာမှာမိုးရွာတက်လေသလားကိုမိုးစော်ပြပြသည့်ရေကိုရင်ွေများသည့်ကိစ္စဟာရေများရာမှာပဲရှိနိုင်တာလားသူမဟုတ်ကိုအောင်ကျော်ပြောသလိုတစ္ဆာဆိုတာကိုယုံကြည်ရမှာလားလူတွင်ရဲ့စွမ်းဆောင်မှုကအကန့်အသတ်ရှိတယ်အဲ့ဒီအကန့်အသတ်ကုံသွားတဲ့အခါ လူတွေမှာမျောလင့်စရာဆိုလို့တစ္ဆာပဲရှိတော့တယ်အသက်နည်းနည်းကြီးလာတဲ့အခါငယ်စဉ်ကမယုံကြည်ဖြစ်သည့် miracle ဆိုတာကိုယုံကြည်ခြင်းလာ၏။လိုအပ်နေတာတွေ၊လှုပ်ချင်လျက်လှုပ်လို့မရဘဲအတားအဆီးတွေ၊အခက်အခဲတွေကိုသာမဆုံးနိုင်အောင်ကြုံတွေ့ရသည့်အခါထူဆန်အံ့ဩဖွယ်တကူဆိုသည့်ကိုမျောလင့်အားကိုးခြင်းလာသည်။သို့သောတစ်ခါတခါကိုယ့်ကိုယ်ကိုပြန်မေးခွန်းထုတ်ရ၏။"ကျမရဲ့စွမ်းဆောင်မှုအကန့်အသတ်ကကုန်သွားပြီလား" တကယ်ကုံသွားတာဟုတ်ရဲ့လားသို့မဟုတ်လဲအချိန်တိုတိုဖြင့်စမ်းသက်လို့မရသည့်အရာတစ်ခုအပေါ်ကျမတကယ်ဆွဲဆွဲမြဲမြဲရှင်ကျေနိုင်ပါရဲ့လားထိုနှမျိုးလုံးကျမတကယ်မကြိုးစားမိသေးတာလဲဖြစ်နိုင်ပါသည်ဇာတိမီမှာကျမခွဲခွာလာခဲ့ဒီမှာမိုးနေလို့မဟုတ်တော့လဲစီပွားရေးလုပ်ငန်းကောင်းရာကျမအလုံးနဲ့အဆင်ပြေရာတို့ထွက်လာခဲ့တာတော့အမှန်ပဲကျမတကူကောင်းဆံမိသလား ကျမတို့မြို့မှာမိုးနဲ့ရေရှားတဲ့ကိစ္စအတွေ့ကျမခုထိဘာမှဖြည့်ရှင်းကူညီဖို့မကြိုးစားနိုင်။ကိုအောင်ကျော်ရောချင်းပြည်နယ်မှာနေထိုင်ရင်ခက်လေးတွေကိုစာတင်ရင်မိုးနဲ့ရာကများအောင်လုပ်ဖို့ကိစ္စတွေစ조사အထောက်ဖို့ပြင်ဆင်နေခဲ့လေသလား။သို့မဟုတ်သူဘာမှမတက်နိုင်တဲ့ကိစ္စအတွေ့လက်လျှော့ထားသလား။ကိုအောင်ကျော်ဒီချင်းပြည်နယ်တို့စာတင်ပေးမိចောင်းဆရာအဖြစ်ပြောင်းရွှေ့သွားခြင်းဖြစ်သည် ျမစေသူတစ်ခါတခါရေးသည့်စာရီထဲမှဖြင့်ထိုအကြောင်းတွေတစ်ခါမှမပါပါကိုမိုးစောကတော့ပဝန်းကျင်ထိန်သိဘာသာရပ်များကိုဘွဲ့လွန်ဒီဂရီယူဖို့ကြောင်းသွားတက်နေခြင်းဖြစ်သူပြန်လာခဲ့လင်သူတစ်ခုခုတော့စူးစမ်းပေးနိုင်မလားကျမမျှော်လင့်ခြင်းနေသည်တော်တော်ရေနေရမှာမိုးရွာစေဖို့ဆိုတာကတော်တော်ခက်ခဲသည့်ကိစ္စတစ်ခုဖြစ်ကြောင်းကျမသိနေပါသည်ဂျူမဟေတီမဂဇင်း ဩဂုတ်2000ခုနှစ်နားဆင်အပိတ်ကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။